ယောက်ျားကလည်းယူဆိုင်အောင်နော်အထူးသဖြင့်အမျိုးသမီးတွေကလေးမွေးပြီးတဲ့အချိန်တွေမှာအမျိုးသားတွေကတပြက်မိမရှိကဒီ sex ကိုအလိုချင်ဆုံးပဲတဲ့အင်္ဂလိပ်လေးသူကလာပြီးတော့ပြောသွားတာ take care husband too this is the time men might want to get sex from other women due to childbirth oh my goodness ကျမတို့အမျိုးသမီးတွေလုံးဝမဲ့အရာတွေတာဝန်တွေဝတ္တရားတွေကကလေးမွေးပြီးတာတော့မပြီးနိုင် မစင်းနိုင်ခလေးမွေးပြီးပြီဆိုရင်လည်းခလေးကိုလည်းကြီးရှုဆောင်ရှောင်ရမယ်ယောက်ျားကိုလည်းပြောအောင်ထားရမယ်။ယောက်မကိုလည်းစိတ်တိုင်းကြအောင်လုပ်ပေးရမယ်။မိဘကိုလည်းစိတ်တိုင်းကြအောင်လုပ်ပေးရမယ်။အထူးသဖြင့်ခလေးမွေးပြီးတဲ့အချိန်မှာ post birthday အချိန်တွေမှာလုံးဝမဖြစ်နိုင်ဘူး။လာပြောတဲ့အမကစိတ်ရင်းစေတာနဲ့လာပြီးတတိပေးတာဖြစ်ပေမဲ့လည်း practical မကြပါဘူး။ကျွန်မအထူးမြတ်တာရက်ခံကျင်တာက ီလိုမျိုး message မျိုးကို မွေးမွေးပြီးချင်းအမေတယောက်ကိုတော့မပြောပါနဲ့စဉ်းစားကြည့်ခလေးလဲမွေးရဘိုက်က6လကြီးရတယ်ကျွန်မဆို labor ကကြာတယ်ခလေးမွေးပြီဆိုတဲ့ခါကျရင်ကျွန်မတို့အောက်ပိုင်းတင်ပစုံတွေကသူ jelly လိုမျိုး stable မဖြစ်တော့ခနာကောကရင်းရနဲ့မတူတော့အခုဆိုရင်တောက်တော့တင်းတင်းမရှိဘူးအထူးသဖြင့်အောက်ပိုင်းနေမှာ note တိုက်ရတယ်နိုးတိုက်ရတာဘလောက်ထိပင်ပန်းနေဆိုတာနိုးတိုက်မိခင်နေပဲသိတယ် တကယ်လို့ကလေးအိတ်သွားပြီဆိုတဲ့ခါကျရင်ကလေးအိတ်တဲ့အချိန်မှာလိုက်အိတ်ဆိုရင်ဟဲ့ကလေးအိတ်တဲ့အချိန်မှာလိုက်လို့မရဘူးကိုမလှုပ်ရှားရှိတယ်ပြီးတော့ကလေးအိတ်တဲ့အချိန်နေမှာကိုနားရတာရှိတယ်နားရတယ်ဆိုရင်တပိုးကဖုန်းကြည့်ရလဲနားတာပဲဆိုဖာပေါ်မှာလှဲပြီးတော့ TV ကြည့်တာလဲနားတာပဲဘာမှမလုပ်ဖက်နဲ့နေနေရလဲနားတာပဲ it's exhausting တလဝဲနှလားလောက်ချီကလေ do not touch me ဘာကြောင့်လဲကျမခန္ဓာကိုယ်ကအရင် sensitive ဖြစ်တယ်ပြီးတော့ကလေးကလည်း no တိုက်တာတော့ အစာပိုင်းတော့ကဒီကိုယ့်ရဲ့ရင်သားတွေရမ်းနာတယ်တော့အဲ့ချိန်မှာဘဒူးမှလာမထိနဲ့ခလေးခလေးဆိုတော့ကိုယ်ခလေးမို့လို့ကိုကနှုတ်တိုက်ပြီးအဲဒါ तू ကနှုတ်တော့ရမယ်အတွက်ကြောင့်မို့ဒါမဖြစ်မနေသူ့ကိုတိုက်ရတာလေဒီချိန်မှာယောက်ျားကိုလည်းဖြည့်ဆည်းပေးရမယ်ဆိုတဲ့အခါကျရင် is not realistic အထူးသဖြင့် ဒီလိုမျိုးချိန် post board မှွေးပြီးတဲ့ချိန်တွေမှာကျမတို့ပို့ပြီးတော့အကူအညီလိုတယ်အထူးသဖြင့်ဘယ်သူရှိရလဲကိုယ့်ရဲ့ partner ရှိရညာဘက်ဆိုရင်ကျမမထနိုင်ဘူးဆိုတဲ့အခါကျရင်ကျမအမျိုးသားနိုင်နန်းလေးသူဈေးသွားဝယ်ရတယ်သူပကံခွက်ရောက်ပြီးဈေးရတယ် laundry သူအဝတ်တွေရှော်ရတယ်ဒါလုတ်ပေးပါအောင်ညာလုတ်ပေးပါအောင်နော်ကျမဒီဘလို့ညှစ်ပြီဆိုတဲ့အခါမှာဆက်သုံးရတယ်ဆိုအဲ့ဆက်တွေသူဆေးရတယ်နော်ဒီချင်းနေမျိုးမှာ I want my husband to take care of me. I don't want to take care of my husband. It might sound selfish, but every mama, ယောက်ျားရှိက100%ငွေရှာဘေးရုံနဲ့မရပါဘူးရှင်ငွေရှာဘေးရုံနဲ့ဖြည့်ဆည်းပေးတဲ့ percent. provider ဖြစ်တယ်ဆိုတာကလုံးဝကိုမဖြစ်နိုင်တဲ့အရာတစ်ခုပါ မွေးမွေးပေးခြင်းမှာ emotional support လိုတယ်မိသားစုရှိ emotional support လိုတယ် positive လေးတွေပဲကျွန်မပို့ချခြင်းတယ်တယုံတယုံလေးဒီ social media မပွဲဖြစ်တယ်ကျွန်မရဲ့အာဘော်ဖြစ်ဖြစ်ကဲ့ရဲ့လေဆိုရဲခါကြရင် I don't get into that ဘာကြောင့်လဲ all I want is peace ယောက်ျားကနားလည်နိုင်မှရမယ်အဲ့ဒီအချိန်လေးမှာကိုက sex မပေးနိုင်လို့သူ့ကို မပြုစုနိုင်လို့ နောက်မိမနဲ့သွားပြီးတော့ sex လုပ်တယ်ဆိုတဲ့အခါကျရင်လေမတက်နိုင်ဘူးဒါပေမဲ့ဒါကို့အမမဟုတ်ဘူးအဲ့အချိန်မှာကျမတို့အထူးသဖြင့်လင်မယားတွေခလေးမွေးတဲ့အချိန်တွေမှာဒီလို struggle လုပ်ရတယ်နော်ကိုဖြစ်ချင်နိုင်မဖြစ်ဘူးဒီကလေးကိုနောက် human being တယောက်ကိုဦးစားပေးနေတဲ့အချိန်တွေမှာ character တွေထွက်လာတတ်တယ်အချင်းစရိုက်တွေထွက်လာတတ်တယ် so အဲ့တော့ဆော့ဆော့စစ်စစ်နဲ့သိရတယ်ဆိုရင်လေကံကောင်းတာပေါ့ so take care of yourself get a lot of help, seek help. Stay out here. do don't suffer alone. အမျိုးသားတွေကလည်း take care of your wife. She need you the most. June postpartum. No.